် NCA ပေါ်ပလာရခြင်းအကြောင်းရင်းသည်တိုင်းပြည်မှာဖြစ်ပေါ်နေတဲ့စစ်ရေးပဋိပက္ခကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့နောက်တစ်ခုကဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအရှိခံတဲ့ပြည်ထောင်စုကိုတည်ဆောက်ဖို့ကျွန်မတို့တိုင်းပြည်ကပြည်ထောင်စုလို့သာပြောတယ်ပြည်ထောင်စုအစ်စ်မဟုတ်သေးဘူးပြည်ထောင်စုစစ်စစ်ကိုမရနိုင်သေးဘူးပေါ့ပြည်ထောင်စုအတွက်လိုအပ်ချက်တွေအများကြီးရှိနေသေးတယ်ပြည်ထောင်စုအတွက်ကျွန်မတို့ဆွေးနွေးနေရရင်းဒီကိုနှိုက်ကပြည်ထောင်စုစစ်စစ်မဖြစ်သေးဘူး ဆိုလို့ရှိရင်ကျမတို့ရှေ့ကိုသွားဖို့ရာအတွက်လည်းပဲ SCA ဟာအခရာကြပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင် SCA မှာအရှက်ပေါင်းများစွာပါဝင်တယ်။အပြည့်အခက်ရစီရင်နဲ့ပတ်သက်တာလူသားချင်းစာနာမှုကိစ္စတွေနဲ့ပတ်သက်တာပြီးလို့ရှိရင်ဂျာကာလမှာပြည်သူတွေတက်ဘလို့ဆောင်ရွက်မှလည်းဆိုတဲ့စဉ်းစားချက်တွေကအစ NCA မှာအရှက်လက်ပေါင်းများစွာပါဝင်တယ်။အဲ့ဒါတွေဟာဆိုလို့ရှိရင်ကျမတို့ကတိုင်းရင်းသားလက်နက်ကင်တော်လှန်ရေးအဖွဲ့အစည်းတွေတက်တက်တက်ရေးဆွဲထားတာမဟုတ်ဘူး။အတိတ်ကပြည်သူတွေကို yes နာမူပြီးတော့မှကျမတို့ကရေးဆွဲခဲ့တာဖြစ်တယ်ကျမကိုယ်တိုင်ပါဝင်ပြီးတော့ရေးဆွဲခဲ့တာနှစ်နှစ်နီးပါးကျမတို့ရေးဆွဲခဲ့ရတာဖြစ်ပါတယ်လို့